အခုတင်ဆက်ပေးမယ့်သတင်းကတော့ညရှင်မူကြီးကရေးကြီးတာကြောင့်တရားကြောသိဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရတဲ့ကောင်ကျော်အချိန်မှာမိုးတဲထန်စွာရသွုံးပြီးရုပ်ရှိရတီးခဲ့တာကြောင့်တရားကြောသိဆုံးခဲ့တဲ့ဖြစ်စဉ်တည်းဒီမိုကရက်တစ်ကိုယ်ကိုယ်နိုင်ငံမှာဖြစ်ပွားခဲ့ရလို့သိရပါတယ်။ဒီမိုကရက်တစ်ကိုယ်ကိုယ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ကီဘိုခရိုင်တွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ကြာတာရင်းနေညဒေသဆန်တော်ချင်းတကောင်ကျော်အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရက်ဆက်မိုးရွာသွန်းမှုတွေကြောင့်ကီဘူခိုင်တိုင်းမှာရှိတဲ့ကာဆာဗာမြစ်ရေချတိုင်နေချိန်မှာထပ်မံရွာသွန်းခဲ့တဲ့မိုးရေတွေဟာမြစ်အတွင်းကိုမစည်းစင်းနိုင်တော့ဘဲနဲ့ရုပ်ရှင်ရေကြီးမှုပွားခဲ့တာဖြစ်ပါတယ်။ရဲ့ကြီးမှုကြောင့်တိတ်ဆုံးခဲ့သူတွေဟာကာဇာဘာမြစ်အနီးမှာရှိတဲ့ကျေးရွာတွေဖြစ်ပြီးတိတ်ဆုံးသူအများစုဟာကလေးငယ်တွေနဲ့တကြီးဝယ်တွေဖြစ်တယ်လို့ဒီမိုကရက်တစ်ကူကူနိုင်ငံတဘာဝဘေးရနေတဲ့တာစီကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ရဲ့ကြီးမှုကြောင့်အင်အလုံးရာနဲ့ရှိပြီးတော့ထိခိုက်ဒဏ်စီမှုတွေဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။ ဒီသတင်းကိုတော့နေကျန်ကပေးပို့လာပါ